တို့ဒီနေ့လုံးမဲ့အရာလေးတစ်ခုကစိတ်ဝင်စားဖို့အရင်ကောင်းတယ်အကြီး heavy တော့မဟုတ်ဘူးဒါပေမဲ့ application တကူကိုကိုတိုင်းလိုလိုကိုကိုဘယ်လိုဖန်တီးလို့ရမလဲကိုယ့်ဖုန်းထဲမှာ Android ဖုန်းပေါ့เนาะအဓိကပြမှာတော့အဲ့ဒါကိုဖန်တီးဖို့ဘာလို့သိတင်လဲဆိုရင်ကျွန်တော်တို့ကနောက်တစ်ချိန်ကြာရင်စီးပွားရေးတွေလုပ်တဲ့အခါမှာကွန်ပျူတာလူတိုင်းမှာရှိချင်မှရှိမယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ user တွေရဲ့ဖုန်း user တွေများဖို့များတယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဆိုရင်လည်းဖုန်းနဲ့ application တကူဖြစ်ပေါ်တဲ့ဒီကိုဘယ်လိုဖန်တီးယူပေးလို့ရမလဲဆိုတာကိုအရင်လေ့လာတာပေါ့ ျွန်တော်တို့က programmer တွေလိုမျိုးကုတ်တွေအများကြီးမရင်နိုင်ဘူးဒါပေမဲ့အဲ့ဒါတွေအားလုံးကိုဘယ်လိုလုပ်လဲကုကုနဲ့ရေးပြီးတော့ဖန်တီးလို့ရလဲဆိုတာကိုပြချင်လို့ application အလွယ်ဆုံးလုပ်တဲ့နေပေါ့နော်ပြီးသွားတော့မှကိုကြိုက်တဲ့ application ကိုကိုဖန်တီးပြီးတော့ကိုဖုန်းထဲကိုတွင်းကြည့်ကြည့်လုပ်ကြည့်ကြည့်ပထမဆုံးလောက်ဝမ်းမဲ့အဆင့်ကကျွန်တော်ရဲ့ဆရာဆရာကြီး ChatGPT ကိုသွားရမယ်။အဲ ChatGPT ကိုသွားပြီးတာနဲ့ကျွန်တော်တို့ကစကလုံး၃လုံးသိရမယ်။နံပါတ်၁စကလုံးက HTML HTML ကိုကြောင်းမှာပါနော် HTML ဆိုတဲ့စကားလုံးသိရမယ်ဒုတိယစကားလုံးက CSS CSS ဆိုတဲ့စကားလုံးသိရမယ်တတိယတလုံးက JS JavaScript ပေါ့ဗျာအားလုံးတွေကိုအသေးစိတ်နားလည်စရာမလိုဘူးဘာလို့လဲဆိုတော့ကျွန်တော်တို့ programmer တွေလိုမျိုးအသေးစိတ်အချိန်ပေးပြီးလေ့လာခဲ့တဲ့သူတွေမဟုတ်ပေမဲ့ဒီစကားလုံးလေးတွေတင်ကျွန်တော်တို့က ChatGPT မှာကုတ်ရေးခိုင်းလို့ရတယ်အဲ့တော့ ChatGPT ထဲမှာကျွန်တော်တခုရေးထည့်လိုက်တယ် အကျွန်တော်ဘာရေးထည့်လိုက်ရတာလဲဆိုတာကိုအသေးစိတ်ပြန်ရှင်းပြရင်နံပါတ်1လော်လော်လေးကျွန်တော် mobile game တစ်ခုလုပ်ချင်တယ် I want to create a mobile game နံပါတ်2 it is a shooting game ဖြစ်တဲ့ game ပေါ့ဗျာပြီးရင် random objects are dropping တခုခုကအပေါ်ကနေပြုတ်ချနေမယ်ပြီးရင်ပြစ်တဲ့ကောင်ကအောက်မှာပေါ့နော် the shooter is at the bottom ပြီးရင်ခလုတ်တယ်ခလုတ်လုံးမဲ့ဟာဒီကဘယ်သွားမယ်ညာသွားမယ်ဘယ်မြားညာမြားပြီးနောက်တစ်ခုက space bar ကိုပုတ်ပြီးရောကျွန်တော် shoot လုပ်ချင်တယ်ပေါ့ပြစ်ချင်တယ်ပေါ့နော်ပြီးတော့ဒီနေရာမှာ right three spirit code ဆိုပြီးတော့ကျွန်တော်ရေးတယ် three spirit codes ဆိုပြီးတော့တစ်ခုက html တစ်ခုက css တစ်ခုက js ကျွန်တော်အဲ့ဒီ၃ခုရေးပေးပါလို့ကျွန်တော် ChatGPT ကိုပြောလိုက်တယ်အောက်မှာကတော့တချို့ remark ပေါ့နော်ကျွန်တော်ရေး game နာမည်ကိုကျွန်တော်က ns shooter လို့ကျွန်တော်ပြလိုက်ခြင်းနဲ့ခြားတော့ next oh sorry nc shooter next chapter ရဲ့ shooter ပေါ့နော်အဲ့တော့ နောက်တစ်ခုကအဲ့လိုနာမည်ပေးထားပြီးတော့ကုတ်တီထဲမှာထည့်ရေးပေးပါ in the code ဆိုပြီးထည့်ရေးပေးပါအဲ့ဒါမှကျွန်တော်က HTML ကနေ CSS ကိုကို refer လုပ်လို့ရမယ်ပြီးရင် JS ကို refer လုပ်လို့ရမယ်မဟုတ်ရင်တစ်ခုနဲ့တစ်ခုနဲ့လှမ်းပြီးချိန်ဆက်မိမှာမဟုတ်ဘူးပေါ့ဗျာနောက်တစ်ခုကတော့ mobile version လေးဖန်တီးပေးပါနောက်နောက်ဆုံးအဆင့်ကြရင်ကျွန်တော်တို့က APK ကိုပြောင်းပါအောင် APK file ဆိုတာကကျွန်တော်တို့ mobile phone တွေမှာ application install လုပ်ရင်လုပ်တဲ့ file ကိုအဲ့တော့လောလောဆယ်မှာကျွန်တော် HTML CSS JS ကိုထုတ်မယ်အဲ့တော့ enter နှိပ်လိုက်မယ်နော် အဲ့တော့ index ကြာလာတယ်နော် html တကုတ်ကြာတယ် style.css တကုတ်ကြာတယ် game.js.javascript ဒီရေးနေတော့မယ်ခဏစောင့်လိုက်မယ်ဒါပြီးသွားပြီဒါပြီးသွားရင်ဒီ code 3ခုကိုကျွန်တော်တို့ကနောက်တစ်ဆင့်ဒုတိယအဆင့်ကိုရောက်လာပြီဒါပထမဆင့်ကျွန်တော်အောင်မြင်စွာပြီးသွားပြီ code 3ခုလုံးကြာလာပြီ code 3ခုလုံးပြီးသွားရင်ကျွန်တော်တို့ကဒုတိယတစ်ဆင့်အနေနဲ့ဘယ်လိုသွားရမလဲဆိုရင်အာ ဟို browser မှာနောက်တစ် tag တစ်ခုဖွင့်လိုက်ဖွင့်ပြီးွားရင် codepen.io link နေရှိသမျှကျွန်တော်ရေးထည့်ထားသမျှဟာဒီအားလုံးကိုအာကျွန်တော် resource hub ထဲမှာကျွန်တော်အကုန်ထည့်ပေးထားမယ်เนาะအဲကျွန်တော်ပြန်ပြမယ်เนาะ codepen.io ဆိုတာကြီးပေါ်လာပြီးွားရင်ဒီ bebet တောင်မှာ pen ဆိုတာလေးရှိရဲ့အဲ့ဒါလေးကိုနှိမ့်လိုက်နှိမ့်လိုက်ပြီးွားရင်တော့ဘယ်လိုမြင်ရမလဲဆိုရင် html ဒီမှာ css ဒီမှာ ်ခြေရဆိုတာမြင်ရမယ်ကုတ်ပန်တော့အဲဟိုအလိုလိုတဲ့ပုံစံအပြအပေါ်မှာကုတ်တီရှိမယ်အောက်မှာကျွန်တော်တို့ရရလက်ရှိမယ်ဒီဒီနားမှာဒီထားလိုက်ရင်ဗျာဒီမြားလေးဒီလိုဘော်ဒါအောက်စင်ချလို့ရတယ်အဲ့တော့ဘာလုပ်မလဲဆိုရင်ခုနတည်းကဟာဒီတကူချင်းစီကိုကူးထည့်မယ် HTML ဆိုရင်အဲ ChatGPT ရဟာဒီအကုန်လုံးကိုကျွန်တော်သွားကူးမယ်ဟုတ် HTML ကူးလာပြီကုတ်ပန်တွေကို HTML ထည့်လိုက်ပြီ CSS ကိုကူးမယ်ကူးမယ်ဆိုဒီနား copy လေးနှိပ်လိုက်အောင်မယ်နော်တစ်ခုလုံးကြီး select မှတ်ပြီးကူးနေစရာမလိုဘူး py css ကိုထည့်မယ် py ရင်အောက်ဆင်းဆင်းပြီးရင် game.js ဆိုတာကိုကူမယ်ကူပြီးွားရင်ကိုပိုင် js ထည့်ဦးကျွန်တော်ထည့်လိုက်မယ်ထည့်လိုက်ရင်အောက်မှာပေါ်လာမလဲဆိုရင်ဟမ် game ပေါ်လာရွှေ့လို့ရတယ် game ကိုနှိပ်လိုက်ဟမ် okay okay ကျွန်တော်နောက်တစ်ဆင့်သွားမယ်နောက်တစ်ဆင့်ကဒီကောက်ကို ဒီ application ကိုကျွန်တော်တို့နည်းနည်းလေးလှောင်လုပ်ချင်လဲပြ ChatGPT မှာပြန်ပြင်လိုက်လို့ရပါတယ် prompt ကိုလေနည်းလေးငါ့ကိုလှောင်လုပ်ပေးပါဆိုပြီးတော့အဲ့လိုပြောလိုက်လို့ရတယ်ဒါပေမဲ့အချိန်ကြာနေမှာဆိုလို့ကျွန်တော်ကတော့အလှတွေပါမပြင်တော့ဘူးမပြင်မဲနဲ့သူ့ကို computer ထဲမှာ run လို့ရအောင်လို့ကျွန်တော်ဘယ်လိုလုပ်မလဲဟုတ်ဒါ show ပါပြီပေါ့ gain over restart score ဘယ်လောက်ရတယ်ဘာညာအဲ့ဒါကြီးအကုန်လုံးအလေးအသေးစိတ်ဟိုခုန ChatGPT မှာပဲပြောပြီးတော့ HTML CSS JS 3ခုကိုလည်းပြန်ထုတ်ခိုင်းလိုက်ကိုကြိုက်တဲ့ style နေကိုကြိုက်တဲ့ပုံစံကိုကြိုက်တဲ့ဂိမ်းကိုကြိုက်တယ်လို့ဖန်ပြီးဖန်ပြီးပြီးတော့အဲ့ကုတ်3ခုကိုရအောင်ခေါ်ခေါ်ခဲ့ပြီးတော့ဒီ codeband.io မှာလာပြီးတော့ဆွဲထည့် link နေအကုန်လုံးမသိမှဆိုလို့ကျွန်တော် description ထဲမှာအကုန်လုံးရေးထည့်ပေးထားမယ်နော်ကျွန်တော်တို့က computer ထဲမှာ notepad ဆိုတာရှိတယ် notepad ပဲဖြစ်ဖြစ်ပြ text ပဲဖြစ်ဖြစ်တခုခုဖွင့်လိုက်ဒီကောင်းပါဗျာအဲဒီကောင်းကိုဖွင့်ပြီးတော့ကျွန်တော်ဒီ code တွေအကုန်လုံးကူးထည့်မယ်ကူးထည့်မယ်ဆိုတော့ ChatGPT ကနေတန်ကူးလဲရတယ်ဒီကနေပြန်ကူးထည့်လဲရတော့ရတယ်နော်ကျွန်တော်တို့လွယ်အောင်လို့ ChatGPT ကနေသွားကူးလိုက်မယ် Okay in text ကို copy ကူးပြီ copy ကူးပြီးတော့ကျွန်တော်ဒီ browser ကိုလာတယ်အကောင်လုံး copy paste လုပ်လိုက်တယ်ပြီးတော့ရင် file save as ဆိုပြီးတော့ကျွန်တော်တနေရာမှာသွားပြီး save လုပ်အောင်မယ်ကျွန်တော်တို့ next chapter ထဲမှာ custom app ဆိုပြီးတော့ folder လေးလုတ်ထားတယ်ဒီထဲမှာကျွန်တော်ဒီကောင်ကဘာနဲ့ save မလဲ save မလဲဆိုရင် index.html လို့ရိုက်လိုက်ရိုက်ပြီး save လိုက်နော်အတကိစ္စပြီးသွားပြီကိုကူပြီးသွားရင် style.css ဒီတိုင်းမဲ့ file name ပေးလိုက်လို့ရတယ်နော် copy you ဒါနောက်တစ်ခုအစ်တဖွင့်လိုက်ပါဗျာအစ်တမဖွင့်ချင်လဲကျွန်တော်လုတ်တယ်လို့ဒါရီကောင်ပြန်ဖြတ်ချလိုက် paste လုပ်လိုက် save as နဲ့ပဲ file save as နဲ့ပဲပြန်သွားသွားပြီးတော့ ခုန folder ထဲမှာပဲအမ်ခုနပါလေ style style.css hello save နေလိုက်ပြန်တော့တရားတစ်ခုလာပြီ copy ကို copy copy တော့ရင်ခုန test ကိုဝင်သွားလိုက်ဒါကိုပြန်ပြန်လိုက် control save နေလိုက် file save as ဒီကောင်ကကြတော့ game.js ကျွန်တော်တို့ခုနဖိုတာတွေကိုတော့ကြည့်ရင်ဘယ်လိုမြင်ရမလဲကျွန်တော်ပြမယ်ဒီမှာเนาะကျွန်တော်တိဆောက်ထားတဲ့ဖိုတာထဲမှာ HTML index HTML ဖြစ်သွားတယ် games um javascript .js နဲ့ save လိုက်လို့ဒီလိုဖြစ်သွားတယ် style .css လို့ဖြစ်သွားတယ်အဲ့ဒါဆိုရင်ကျွန်တော်ဒီကောင်ကို run ကြည့်အောင်အဲ့ဒါနော် line ပေါ်သွားစီရအောင်မလို့တော့ဘူးကျွန်တော်တို့ဘာသာကျွန်တော်တို့အထက်မှာ internet game ဖြစ်သွားပြီဒါ line ပေါ်တက်စီရမလို့တော့ဘူးကို application ကိုကိုယ့်ကိုယ် computer ထဲနော်လှန်ဆော့လို့ရပါပြီ။နောက်တစ်ဆင့်အောင်မြင်ပြီးွားရင်ကျွန်တော်ကဘာလုပ်မလဲဆိုရင်ဒီ၃ခုလုံးရှိတဲ့ folder ပေါ့နော်ကျွန်တော်ကတော့မှာ custom app ဆိုပြီးတော့နာမည်ပေးထားတယ်။အဲ့တော့အဲ့ folder ကိုကျွန်တော်တို့က zip လုပ်ရမယ်ဆိုတာပြီးလုပ်ထားတဲ့ဟာကို send to compress ခုနစစ်ဖိုင်လို့ပြီးဝင်စစ်ဖိုင်အပြင်မှာရောက်နေလိမ့်မယ်ဗျာအပြင်ကပင်မဖိုင်တဲ့မှာရောက်ရောက်နေလိမ့်မယ်အဲ့ဒါကိုဒီတဲကိုပြန်ပြီးတော့ copy ကူးလာလိုက်ကျွန်တော်တော့မျက်စိရှုပ်လို့ကျွန်တော်ဒီတဲကို copy ကူးလာတာအပြင်က folder တွေနဲ့ရှုပ်လွန်းလို့လေအော်ဒီမှာစစ်ဖိုင်လေးရပါပြီအဲ့ဒါဆိုကျွန်တော်နောက်ထပ်တဆင့်ပြီးသွားပြီနောက်ထပ်တဆင့်ကကျွန်တော်တို့ဘယ်ဟုတ်သွားမလဲဆိုရင် iny.host အဲ့ကောင်သွားတယ်နော် diny.host ဆိုတော့သွားလိုက်ဒါကြီးပေါ်လာလိမ့်မယ် ဒါကြီးပေါ်လာရင်ကျွန်တော်တို့ကခုနစစ်ဖိုင်ကိုနိတွားပြီးတော့ဒီထဲကိုဆင်းကိုစစ်ဖိုင်ကိုဆင်းတွားပြီးတော့ drop ဆိုပြီးလှုပ်လိုက် drop ဆိုပြီးတော့လှုပ်လိုက်ရင်ဒီမှာကျွန်တော်တို့နာမည်ပေးရမယ်နာမည်ကဘာပေးရမလဲဆိုရင်ထားပါ shooter ဆိုရင် nc shooter ပေါ့နော်အဲကျွန်တော်တို့ application နာမည်လေးကိုပေးလိုက်ပြီ publish နေလိုက်ပြီကျွန်တော်တို့ဖန်တီးထားတဲ့ game ကိုကျွန်တော်တို့က website ပေါ်တင်ပေးလိုက်တာဖြစ်သွားပြီဘယ်အဆင့်မှမသွားနိုင်ဘူးဒီအဆင့်မှာရင်ခုနက ခဏနေလင့်လေးတခုရလိမ့်မယ်အဲ့ရလာတဲ့လင့်ကိုတကယ်ချင်းတွေကိုပေးခိုင်းပြီးတော့သူတို့ website ကနေအောင်ဆော့ခိုင်းလို့ရနေပြီ okay ဒါပြီးလာပြီပြီးလာပြီဆိုရင်ဒီမှာ link လေ site link လေးပေါ်လာတယ်မ view site ဆိုတာလေးနှိပ်ကြည့်လိုက် DTININY ပေါ့နော်တင်းနီလားတင်းနီလို့တန်ထွက်မလားမသိဘူးတင်းနီ host ကခုနအကောင့်မရှိသေးတော့ Google account လေးနဲ့ဝင်လိုက်ရုံပဲဘာမှခက်ခဲစင်မဟုတ်အဲ့တော့ဒီမှာ view site ဆိုတော့နှိပ်လိုက်음နှိပ်လိုက်ကျွန်တော်တို့ဖန်တီးထားတဲ့ gain ရမှာ line ပေါ်မှာ live တောင်ရောက်နေပြီ ိုက်တဲ့တငယ်ချင်းကိုပေးပြီးရော့ကွာဒီမှာဒီ link ကိုယူပြီးသွားဆော့ကွာဆိုပြီးတော့ဆော့ခိုင်းလို့ရတယ်ကော့ဘမာရီယိုပဲဖန်ဒီမလားကြိုက်တဲ့ဟာဖန်ဒီတော့เนาะအဲ့တော့နောက်တစ်ဆင့်ဆက်သွားကြမယ်နောက်ဆင့်ဆက်သွားမသွားခင်မှာကျွန်တော်ဒီအပေါ်ကလीဒီ NC shooter အဲဒီဟာကိုကျွန်တော် link ကို copy ယူထားလိုက်မယ်เนาะအနောက်ထပ်သွားမယ် site တကူက web into app.com ဆိုတာလीအဲ့ဒါလဲဟို link ရှာတာခဏနေမှာဆိုလို့ကျွန်တော် description မှာပဲ link ထည့်ပေးထားလိုက်မယ်အဲ့ဒီကိုသွားလိုက် တွားပြီးွားရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုရင်ဒီမှာ maker ဆိုရလေးရှိရဗျာเนาะအဲ့ maker ဆိုရလေးကိုနှိပ်လိုက်ဒီနားမှာပေါ်လာနိုင်မယ် maker ဆိုရလေးကိုနှိပ်လိုက်နှိပ်လိုက်ပြောရင်ဒီနေရာမှာ link ရှိရလေ URL လीအဲ့တော့ခုနကကျွန်တော် gain ကကူးလာတဲ့ link ကိုထည့်လိုက်เนาะ nc shooter ဘာညာဗောနော်ဒီတင်းနီ site ကနေကူးလာပြီးွားရင် application name ကိုပေးရမယ်အဲ့တော့ nc shooter ဗောဗျာကိုကြိုက်တဲ့နာမည်ပေးဗောကျန်တဲ့ဟာတွေကတော့မလိုပါဘူး ပြီးသွားရင်ဒီမှာ online URL ယူထားနော် HTML မဟုတ် online URL ဒီမှာကျွန်တော် link ကိုထည့် gain name ပေး gain name ပေးပြီးသွားရင်ညာဘက်မှာအဲ icon တွေပါပြင်လို့ရသေးတယ်ဗျာကျွန်တော်တို့ရဲ့ application မှာဘလို့ပေါ်ကျွန်တော် Facebook ဆိုရင် F လေးပေါ်မယ်ဗျာ Instagram ဆိုတမျိုးပေါ်မယ်ဗျာเนาะအဲ့ဒါမျိုးလေးတွေကိုယ်ပိုင်ဖန်တီးခြင်းလေ icon ပြင်ပေါ့เนาะကျွန်တော်ကတော့အကျမ်းပြတာဆိုမဖန်တီးတော့ဘူးဒီမှာ icon ကဒီကျဲပုံလေးပဲအဖြစ်နေတော့မယ်ပေါ့เนาะပြီးသွားပြီပြီးသွားရင်ကျွန်တော်တို့ကဒီမှာညာဘက် အမှာ free android app ဆိုတာကိုရွေးရွေးပြီးွားရင်အောက်ဆုံးမှာ make app ဆိုတာကိုနှိပ်လိုက် okay အဲ့တော့ပြီးွားရင်ဘာပေါ်လာမလဲဆိုရင်ဒီအောက်မှာကြည့်ကြည့်เนาะ nc shooter ဆိုတဲ့ဓာတ်ကြီးပေါ်လာမယ်အဲ့ဒီပေါ်လာရင်ကျွန်တော်ဘာနှိပ်မလဲ download ဆွဲမယ်ပြွားရင်အောက်ကအပေါ်က sorry အပေါ်ကဒီ download free ဆိုတာလေးကိုနှိပ်လိုက်ပြီးရင် zip file ဆိုတာလေးကိုနှိပ်လိုက်အဲ download ပြီးသွားရင် um ကျွန်တော်တို့ဟို computer တွေက download ဆိုတဲ့နေရာမှာတော့ကြည့်လိုက်ရင် file file လေးတခုတွေ့လိမ့်မယ်။ဒါတွေကကောင်းခုန custom app ဆိုတာလေးဝယ်ကူးထည့်လာခြင်းနဲ့ကူးထည့်လာပါဗျာ။နောက်တော့ NC shooter မဲ့ version 1.0အဲ့ဒါကိုကျွန်တော်ဘာလုပ်မလဲဆိုရင် extract to NC shooter 1.0လုပ်လိုက်ပြီ။အဲ့တော့ဒီမှာ NC shooter ဆိုပေါ်လာတယ်။အဲ့ဒါကိုဝင်ဝင်လိုက်ရင်ဒီမှာတခြားအရာတွေဘာမှထွေထူးမဟုတ်ဘူး။ Android ဆိုတာလေးဝင်ဒီမှာ android app release.apk ဆိုတာလေးပေါ်လာတယ်။အဲ့ဒီ apk file ကိုကိုဖုန်းထဲကို Telegram နေပဲဖြစ် Viber နေပဲဖြစ်တခုကနေပို့ကြည့်လိုက်ကျွန်တော်တော့ Telegram နေပဲပို့လိုက်တော့မယ်နော် Telegram နေပြီးတော့ကျွန်တော်ကိုယ့်အသားကိုပြန်ပြီးတော့ဒီမှာပို့လိုက်တယ်ပေါ့ခုန download ဆွဲလိုက်တဲ့ဟာက Telegram နဲ့ကိုရောက်လာပြီရောက်လာတော့ဒီ APK file ကိုနှိပ်လိုက် install လုပ်မယ် package installer နဲ့ကျွန်တော်တော့ install လုပ်မယ် install ဆိုတော့နှိပ်လိုက်ပြောင်း application install နှိပ်ပြီးွားပြီဆိုရင် open နှိပ်လိုက် ဟွန်း MC shooter ကဲကိုကိုပိုင်းကိုပိုင်း application ကော့ကိုဂိမ်းဖန်နေပြီးတော့ဟမ်ကော့ဝဲဆော်မလားဘာလုပ်ချင်းလဲတကယ်ချင်းတွေကို APK file ကွာရော့ကွာဆိုပြီးတော့ယူလိုက်ဆိုပြီးတော့ APK file တကယ်ချင်းတွေကိုပေးလိုက်လို့လည်းရတယ်ကိုဖန်နေထားတဲ့ဟာကိုအဲ့ဒါမဟုတ်ဘူးခုနအရှိအဆင်မှာပဲရော့ကွာဒီမှာ link ယူကွာဆိုပြီးတော့အဲငါလုပ်ထားတဲ့ game ကွာဆိုပြီးတော့ sort ကြည့်ကွာဆိုပြီးတော့ပေးလိုက်လို့လည်းရတယ်နော်တိုက်မိသွားရင်တော့ဒီမှာ ရှော့ပြီးပေါ့နော် recoder တွေခက်ပြောက်တယ်ဆိုတာအဲ့ဒါပဲကုတ်ရေးရအရင်တော့ဆိုကျွန်တော်ဒီ javascript တို့ဟိုဘာလို့ဆိုတာကျွန်တော်တို့လည်းနားလည်တာမဟုတ်ဘူးအတွန်နေအတက်တွေနေဘာတွေမှမသိတဲ့ဟာတွေလीအဲ့တော့အခုဒီ AI နေအများကြီး language model တွေကအရန်ကောင်းနေတော့ programming code တောင်မှကော့ကိုရေးလို့ရနေတယ်ဗျာကျွန်တော်လိုချင်တာဒါဒါဒါဆိုသူကရေးပေးသွားတယ်အဲ့ဒါပဲအနာဂတ်မှာ future မှာအလို lawyer တွေ doctor တွေကကြောင်းဆရာတွေအများကြီးပဲနော်စဉ်းစားတိုင်းကြောက်ဆရာတော့ကောင်းတယ် လိုက်ပြီးတော့ software ဖန်တီးနေတဲ့သူတွေ AI ကိုသုံးပြီးတော့ဖန်တီးနေတဲ့ကောင်တွေကအယမ်းမြန်တာတရက်တရက်တရက်လीအစ်တီအများကြီးပေါ်လာတာဆိုတော့လေ့လာရတဲ့လူတော်မှဟိုမင်းတရွတ်တိုက်လိုက်ပြီးတော့ဟိုလိုက်လောက်ရတာဗျာနော်ဒါလေးကိုလည်းအားလုံးအဆင်ပြေပြေနဲ့လိုက်လုံနိုင်မယ်လို့ထင်ပါတယ် gain တွေကလီထားတယ် gain တွေဖန်တီးထားတယ်ဆိုရင်ကျွန်တော်ဟို group ထဲမှာပဲဖြစ်ဖြစ် comment မှာပဲဖြစ်ဖြစ်လာပြအောင်ပြန်လိုက်ပြီးစော့ကြည့်မယ် လှုပ်ထားတဲ့အရင်မိုက်လည်းလာပြီးတော့ကြောပါအောင်အခုကျွန်တော်ဗီဒီယိုမှာပြသွားတဲ့ဟာတွေအကုန်လုံးကျွန်တော်လှုပ်သွားတဲ့ဟာတွေအကုန်လုံးကိုကျွန်တော် Google Drive ထဲကိုကျွန်တော်တန်းစီပြီးထည့်ထားတယ်ကျွန်တော်ရေးထားတာပါခုနဘာစာတွေထည့်ရေးပြီးတော့ဘာကုတ်တွေရလာတယ်ဆိုတော့ HTML ကုတ်တွေဘာတွေညာတယ်လေအဲ့တော့မရှင်းကျွန်တော်စီရဟောက်အရင်ဆွဲပြီးတော့စမ်းကြည့်လို့လည်းရတယ်လို့ကျွန်တော်ထင်ပါတယ်အဲ့အဲ့လောက်လည်းမလိုပါဘူးကျွန်တော်ခုမှတည်တဲ့သူတွေဆိုရင်တော့ကျွန်တော်က next chapter ကနေဒီလိုကိစ္စတွေကိုအများရန် free မျှဝေပေးနေတဲ့ကိုယ်နေဖြစ်ပါတယ်။